ပြောပြဇက်ကတော့950နိဘက်တော်မှာလာတဲ့စူလတ်နန္ဒီယဇက်ဖြစ်ပါတယ်ဒီဇက်ကတော့မကောင်းမှုပြုရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့သဘောပါ။ကောင်းတာလုပ်ရင်ကောင်းတာကိုခံစားရတယ်လို့ပဲ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံစားရတယ်ဆိုရက်ဒီသင်္ကန်းသားလေးယူရမှာပါအခုဒီစုလနန္ဒီယဇတ်ထဲမှာစုလနန္ဒီယဆိုတာကတော့မြောက်လေးတကောင်ပါမြောက်ညီနောင်နှိပ်နှစ်ယောက်ထဲကမဟာနန္ဒီယစုလနန္ဒီယဆိုရက်မြောက်နှစ်ကောင်မှာသူကညီငယ်စုလနန္ဒီယပါ သူ့အကြောင်းကိုမြတ်စွာဘုရားသခင်ကမကောင်းမှုပြုရင် မကောင်းကျိုးခံစားရတဲ့ဆိုတော့အဖြစ်ပြက်ကလေးနဲ့အဲ့ဒီတုန်းကအမတန်ဆုပ်ခဲ့တဲ့မကောင်းမှုပြုခဲ့တဲ့မကောင်းကျိုးခံစားခဲ့ရတဲ့မုတ်ဆိုးကြီးတယောက်ရဲ့အကြောင်းကိုအခြေခံပြီးဟောခဲ့တာပါဒီလိုဟောဖို့ကလည်းပြစ်စုံပံမှာပြစ်စုံပံဇက်ကလေးရှိပါတယ်အဲ့ဒါပါလေဆိုတဲ့ခါကျတော့မြတ်စွာဘုရားသခင်ဇေတဝန်เจ้าမှာသရရင်သုံးနေတော်မူတဲ့ခါမှာယဟန်ပရိသတ်တွေထဲမှာ ကားတစ်ခုဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ငါရှင်တို့တဲ့အချင်းချင်းပြောကြတယ်။ဒီ ਉਹ ရဟာအမတန်ကျန်တဲ့ရုပ်ရင်းနဲ့သူတစ်ပါးကလည်းနိုင်ထက်ကလူပြုတ်တဲ့တဲ့။ဒါဒေဝရကတော့သားတို့သမီးတို့ခဏခဏကြားဘူးလို့သိပါတယ်။မြတ်စွာဘုရားရောက်ပါတော့မြတ်စွာဘုရားကိုအမြဲတမ်းယံပြုတ်နေတဲ့ပုံကိုအဲ့ဒီသူဟာကျန်တဲ့ရုပ်ရင်းနဲ့နိုင်ထက်ကလူပြုတ်တဲ့ မြတ်စွာဘုရားကလည်းတေချောင်းကြံတာအချိန်ချင်းပဲတခါတခါတခါကျတော့လေးသမားတွေလှုပ်ပြီးတော့လင်းနဲ့အပြစ်ခိုင်းတယ်တောင်ပေါ်ကနေကြောက်ပြားကြီးလှိမ့်ပြီးတော့တေချောင်းကြံတခါကျတော့လည်းနာလာဂီရိစင်ကိုအရက်တွေတိုက်ပြီးတော့မှဘုရားကိုအတက်ခိုင်းတယ်စသဖြင့်အမျိုးမျိုးပေါ့ဒေဝရဟာယုံရင်နဲ့ကြံတဲ့နဲ့နိုင်တဲ့ကလူပြုတ်တဲ့တဲ့ဘုရားကိုအန်တုတယ်ဒါလေးကိုပြောနေကြတော့ ခြေသားယဟန်တို့အခုဘယ်စကားနဲ့စီဝင်နေကြတာတို့ဆိုတော့အကျိုးကြောင့်ခဏလို့ပြောတာပေါ့ရှင်ဘုရားတပည့်တော်တို့ဟာဒေဝရက်ကယုံရင်တဲ့အကြောင်းကြမ်းတမ်းတဲ့အကြောင်းနိုင်တဲ့ဂလူပြုတ်တတ်တဲ့အကြောင်းဒါတွေပြောနေတာပါဆိုတော့ယဟန်တို့ဒေဝရက်ဟာအခုမှသာလျှင်ကြမ်းတမ်းတာယုံရင်တာတနာညာတာမှုမရှိတာမဟုတ်ပါဘူးတဲ့ရှေးကလည်းဒီတိုင်းမှာပဲယုံရင်ကြမ်းတမ်းတယ် တနာညာတာမှုမရှိဘူးအဲ့ဒါလို့ဖြစ်ခဲ့ပါတယ်လို့ပြောတော့အရှင်ဘုရားအဲ့ဒီရှေးတုန်းကဖြစ်ခဲ့တဲ့ဒေဝရက်ရဲ့အတိတ်အကြောင်းလေးကိုအရှင်ဘုရားဟောကြားတော်မူပါတပည့်တော်တို့မှတ်သားမှာပါဗျာဆိုတော့မြတ်စွာဘုရားသခင်အတိတ်ကိုဆောင်းတယ်ခြေသားယံတို့ရှေးလွန်လီပြီးတော့ခါကကဘာတစ်ခုမှာပေါ့လေ ဗာရန်ဒီပြည်မှာဗြမဒတ်မင်းအုပ်ချုပ်တယ်အဲ့ဒီခါမှာဖျားလောင်းကဟိမွန်တာတော်ထဲမှာမြောက်ဖြစ်တယ်သူတံဘဲကမဟာနန္ဒီယာတဲ့သူ့မှာညီငယ်လေးတယောက်ရှိတယ်ညီငယ်လေးကစုလနန္ဒီယာတဲ့ဒီဇတ်တော်ပေးထားတဲ့နာမည်ပေါ့စုလနန္ဒီယာတဲ့ဒီမြောက်ညီနောင်နှစ်ယောက်ဟာ၈000သောမြောက်အချံရန်ရှိပြီးတော့မှာ ဲ့ဒီ7000သောမြောက်တွေကိုအုပ်ချုပ်နေကြတာသူတို့ရဲ့စာဝန်တွေရဲ့အစပညာအစတရားတောင်းယူပြီးတော့အုပ်ချုပ်နေရတာတစ်ဖက်မှာလည်းပဲဟိမွန်တာတောထဲမှာသူတို့ရဲ့အမေမျက်မမြင်ဒုက္ခိတမြောက်ကြီးတကောင်ရှိတယ်ယောက်မကြီးသူတို့ကအဲ့ဒီသူတို့ရဲ့အမေမျက်စိကလည်းမမြင်ဘူးသူ့ကိုလည်းလှုပ်ကြွေးရတယ်ဇူလန်နန္ဒီယနဲ့မဟာနန္ဒီယတို့ဟာနေအတိုင်းလူလူ နေရာခြုံထဲမှာထားပြီးတော့ခြုံတစ်ခုထဲမှာထားပြီးတော့အစာရှာသွားတယ်နေတိုင်းသွားပြီးတော့တေတီဝလန်နေပါလေရှာသူတို့ကဟိုမှာရှာပြီးတဲ့ခါကျသူတို့ရဲ့ခုနပြောတဲ့လက်အောင်ငယ်သားမြောက်တွေကိုအဲ့ဒါမင်းတို့လက်စားဖို့ကွာပြီးတော့ငါတို့ရဲ့အမေကိုလည်းမင်းတို့သွားပို့ပေးပါအမေကဒုက္ခိတာကွာမင်းတို့သိပါတယ်မျက်စိမမြင်ဘူးသွားပို့ပါဆိုတော့ကောင်းပြီကောင်းရဲ့တောင်းဝန်ယူပြီးတော့ဗျာဒီမြောက်တွေကလည်းမိုက်တယ်သူတို့ပဲစားတယ်မိခင်ကြီးစီမရောက်ဘူးတစ်ချိန်တော့သူတို့ပြန်လာတယ်ညီနောင်နှစ်ယောက် မဟာနန္ဒီယနဲ့သူလနန္ဒီယပြန်လာအမေကြီးကြည့်တော့ပိန်ချိပြီးတော့အားလည်းမရှိဘူးအဲ့တော့မေးတယ်အမေသားတို့ကတော်တဲ့ကနေပြီးတော့အမေကြီးအတွက်တတိဝလန်နေပုတ်ပုတ်ပေးနေတာပဲဘာကြောင့်အဲ့လိုပိန်ချုံပြီးတော့မှအားအင်ချိနေတတာတော့ငါသားတို့အမေဘာမှမရပါဘူးကွာတဲ့ဟာအဲ့တော့မှဒီကောင်တွေတော်တော်မိုက်တယ်မြောက်တယ်ပဲပေါ့လေသူ့ကောင်တွေကိုအဲ့လိုအောင်းမိပြီးတော့ဒီကောင်တွေတင်းတော့နေလို့မဖြစ်တော့ဘူးငါတော့ခွဲပြီးတော့ ငါအမေကြီးကိုငါပြုစုမယ်ဆိုပြီးတော့မဟာနန္ဒိယကပြောတယ်ညီလေးမင်းပဲအဲ့ဒီမြောက်တေအုပ်ချုပ်တော့ကွာငါတော့အမေကြီးကိုစောင့်ရှောက်ကျွေးမွေးပြီးနေတော့မယ်ဆိုတော့ညီလေးကပြောတယ်ဟာအဲ့လိုတော့မလုပ်ပါနဲ့နောင်တော်ကြီးကျွန်တော်ကအဲ့လိုမနေချင်ပါဘူးကျွန်တော်လည်းအမေကိုပဲလုပ်ကျွေးချင်ပါတယ်မြောက်တေကိုအုပ်ချုပ်ရတာကျွန်တော်မကြိုက်ပါကောင်းပြီဒါဖြင့်ငါတို့နှစ်ယောက်ပဲအတူတူသွားမကွာအမေကြီးခေါ်သွား တနေရာကိုအခုတည်းမြောက်တင်းနဲ့ဝေးတဲ့နေရာခေါ်သွားတယ်ခေါ်သွားပြီးတော့အဲ့မှာလှုပ်ကျွေးနေကြတယ်ညောင်မင်းကြီးတပင်ရှိတယ်အဲ့ဒီညောင်မင်းကြီးမှာပဲမြောင်မကြီးကိုထားပြီးတော့မှသူတို့ကရှာဖွေကျွေးနေတနေ့တော့အမတန်ယုံရင်ကြံတန်ရုပ်မာတဲ့မုတ်ဆုပ်တယောက်တော်ထဲမှာသားကောင်တွေလိုက်ရှာဘာမှမရဘာမှမရပဲပြန်လာတော့ဒီတိုင်းငါပြန်လို့တော့မဖြစ်ဘူးညုံမင်းကြီးတခုခုရှိမလားမသိဘူး သွားကြည့်မယ်ဆိုမြောက်မကြီးကိုတွေ့တယ်။မြောက်မကြီးတွေ့တဲ့အခါကျတော့မှအဲ့ဒီမြောက်မကြီးကိုငါယူသွားမယ်ဘာပဲဖြစ်မရှိတာဆိုင်ရင်တော့တော်သေးတယ်ဆိုပြီးတော့မြောက်မကြီးသူများနဲ့ပြစ်တော်မယ်လို့ချိန်တဲ့အခါမှာနောင်တော်ဖြစ်တဲ့မဟာနန္ဒီယကထွက်လာပြီးတော့ညီလေးငါအသေးခံလိုက်မယ်မင်းကအမေကိုလုတ်ကျွေးပါဆိုပြီးတော့မြားနဲ့ပြည့်တဲ့ခါကျတော့မုတ်ဆိုးကြီးအမေကိုတော့ချမ်းသာပေးပါမြင့်မြင့်ဒုက္ခိတပါ အသားရေလည်းဘာမှစားလောက်စရာမရှိပါဘူးကျွန်တော်ကိုပြစ်ပါဆိုတော့ကောင်းပြီဆိုပြစ်ချလိုက်တယ်ပြစ်လိုက်တော့မြောက်ကြီးအောက်ကျသွားတယ်မဟာနန္ဒီကအဲဒီခါကျတော့နောက်တစ်ခါတောင်းအားမရဘူးမဟုတ်သူကဘလို့ရုံမာလဲဆိုလို့ရှိရင်သူရရင်တော်ပြီပေါ့တကောင်မဟုတ်ဘူးနောက်တစ်ခါပြစ်မယ်ဆိုတော့ညီငယ်လေးကတခါခဏပဲငါအမေတရက်ပဲအသက်ရှင်ရှင်ဒါနေဖို့ကောင်းတယ်ဆိုပြီးတော့ငါပဲအသေးခံမယ်ဆိုပြီး အမေရှေ့ရသွားပြီးရက်တယ်မုံဆိုးကြီးကျွန်ုပ်ကိုပဲပြစ်ပါဒါကြောင့်ဒီကျွန်တော်ရဲ့အမေကိုချမ်းသာပေးပါဆိုတော့အေးကောင်းပြီချမ်းသာပေးမယ်ပေါ့ဆိုပြီးတော့ပြစ်ချလိုက်တယ်သေသွားသေးတဲ့ခါမှာအောက်ကြတော့လေကြလာတော့မုတ်ဆိုးကြီးကလည်းကြိလိုက်တော့မြောက်မကြီးတွေ့တယ်။အိုးမင်းရင့်ရော်ပြီးတော့အသားရင်လည်းမရှိပါဘူး။ဒါမဲ့မစားရရင်တောင်ခလေးတွေဆော့လို့တော့ရတာပဲဆိုပြီးတော့ ငါတို့ခေါ်သွားမယ်ဆိုပြီးတော့မြောက်မကြီးပါဖမ်းဟိုမြောက်နှကောင်ပါထမ်းပြီးတော့ခေါ်သွားတယ်အဲ့ဒီမှာသူ့ရဲ့အကုသိုလ်ကြောင့်သူနေတဲ့အိမ်ကိုမီးလောင်သူပြန်နေတော့လမ်းပါပဲမီးလောင်တယ်အာဘေးကလူတွေကပြောဟဲ့ဟဲ့ကောင်မင်းအိမ်တော့မှမီးလောင်ကုန်ပြီကွာဆိုတော့အိမ်မှာရှိတဲ့သူတမယာသေးတယ်နော်အကုန်လုံးသေးကြတယ်အိမ်လည်းဘာမှမပြန်ဘူးခေါင်းနိုင်ကြီးပဲကြံခေါင်းနိုင်ကြီးပဲကြံခေါင်းနိုင်ဘဝထုတ်တယ်ရောက်တယ်ပေါ့ဒါရှိမှာပေါ့ သူပြန်ရောက်သွားတဲ့ခါကျတော့အမလေးတခါတည်းငိုကြီးချက်မှန်းနေပေါ့ပစိုးတော်မိုးနိုင်တော့ဘူးပြေးရလားငိုပြီးတော့အိမ်လဲရောက်ရောဘာဖြစ်လဲဆိုတော့အဖေသူ့ရဲ့မိသားစုတင်းနေပြီသူကလည်းအိမ်ထဲအဝင်မှာခုနပြောတဲ့ခေါင်တိုင်ကြီးကလဲပြီးတော့သူ့ခေါင်းကိုရိုက်ချပြီးတဲ့သူလည်းပဲလဲကျသွားတယ်အဲ့ဒီချိန်ခါမှာသူ့ရဲ့အကူတို့ကြောင့်မြေကြီးကလည်းပဲသူငရဲမိတွေတက်လာတယ် ငရဲမီတက်ငရဲမီတွေဟုံးတက်လာတယ်မြေကြီးကလည်းဒီလိုပဲဖားသွားတယ်၊ကွာသွားတယ်မုတ်ဆိုးကြီးကလည်းမြေကြီးတဲ့ဝင်ပြီးတော့မြေမြူတာကိုခံလဲရတယ်အဲ့ဒါအကုတ္တကြောင့်ဘာအကုတ္တလဲယုံရင်လို့ကြံတန်းလို့နော်တနာညာတာကင်းလို့ဒိဋ္ဌိကလူပြုတ်တယ်လို့ဖြစ်ပါတယ်ဒါကြောင့်ပါတို့သမီးတို့နော်အစသာအရာမှာလောကကြီးမှာနေတဲ့ခါမှာယုံရင်ကြံနေတယ်ဆိုတာဘယ်တော့မှမကောင်းဘူး သင်္ကန်းစာယူပါတနာညာတာမှုကင်းတယ်ဆိုတာလည်းပဲကိုကိုကိုပြန်ဒုက္ခပေးတတ်တယ်သင်္ကန်းစာယူပါလို့မှာကြားလိုပါတယ်တော်မီရိုရေအခုပြောပြမှာက950နိဗ္ဗတ်တော်မှာလာတဲ့ကုတဝါနိစ္စဇက်ဖြစ်ပါတယ် ဝဏိသဆိုတော့ပါဠိလိုပြောလိုက်တာပါမြန်မာလိုသာပြောရရင်တော့ကုတဝဏိသဆိုတာစင်းလေးတဲ့ဂုံတယ်လို့အဓိပ္ပာယ်ရပါတယ်ကောက်ကျစ်သောစင်းလေးသောမယိုးသားသောပေါ့ကုတဝဏိသကုတဆိုတာခုနပြောတဲ့စင်းလေးတာကောက်ကျစ်တာမဟုတ်မမှန်လို့တာပေါ့ဝဏိသကဂုံတယ်ပေါ့ကုတဝဏိသဆိုတာစင်းလေးတဲ့ကောက်ကျစ်တဲ့ဂုံတယ်ပေါ့သူ့အကြောင်းဒါလေးကို ဟောပြမြတ်စွာဘုရားသခင်ဟောခဲ့တဲ့950နိဗ္ဗာန်တော်ထဲမှာပါတယ်ပြစ္ဆုတ်ပန်ဖြစ်ရကလေးကိုမူတည်ပြီးတော့မှအတိတ်ကိုဆောင်းနေဆိုလဲပြစ္ဆုတ်ပန်အကြောင်းလေးဒါအကြောင်းခံရတယ်ဒီမှာလည်းပဲပြစ္ဆုတ်ပန်ဖြစ်ရလေးရှိပါတယ်မြတ်စွာဘုရားသခင်တာဝတိပီဇေတဝန်အကြောင်းမှာတရင်တုံးနေတဲ့ခါကြတော့ကုံတယ်နှစ်ယောက်ရှိတယ်တယောက်ကတော့ခုနပြောတဲ့ကောက်ကျစ်စင်းလေးတဲ့ကုံတယ်ပဲတာဝတိပီမှာ နောက်တစ်ယောက်ကပညာရှိတဲ့ကုံတွေရိုးဖြောင်းနေဖြောင်းမဲ့တယ်ပညာလည်းရှိတယ်ကုံတွေနှစ်ယောက်တယောက်ကိုလှင်900နဲ့အဲဒီမှာကုံပစ္စည်းတွေအပြည့်တင်းပြီးတော့အညီအမျှပေါ့တယောက်လှင်900ပစ္စည်းအပြည့်နဲ့အရင်နေ့အညီအမျှနဲ့သွားကြကုံတွေသွားတယ်သွားကြတဲ့ခါကျသူတို့ရဲ့ဟောအရှိဖျားနေအနောက်ဖျားတိအနောက်ဖျားနေအရှိဖျားတိစသဖြင့်သွားပြီးတော့ရင်းနှီးလိုက်ကြတာရောင်းဝယ်လိုက်ကြတာ အမျက်တွေအများကြီးရပြန်လာကြတယ်ပြန်လာကြပြီးတော့တာဝတိပြည်ရောက်တဲ့ခါကျတော့ပညာရှိကုံတွေကပြောတယ်ငါတို့အမျက်တွေဘာတွေခွဲကြရင်မကောင်းဘူးလားကွာတိတ်မကြခင်အခုငါတို့ခွဲကြရင်ကောင်းမဲဆိုတော့ဒီကောက်ကြည့်စင်းလေးတဲ့ကုံတွေကမကောင်းကြံတယ်ငါတို့ခยีသွားတာအမတန်ပင်ပန်းတယ်ခยีလမ်းမှာအိပ်ပြက်အစာပြက်နေနေတယ်အဲ့တော့အခုငါငါငွေချင်းကို ငါကောင်းဝွန်ကျွေးကျွေးမယ်ဆိုပြီးတော့အိမ်မှာတခါတည်းလိုလင်မသိလိုလင်သိမရှိကျွေးတယ်အစားကောင်းတောက်ကောင်းနေကျွေးတယ်အစီအိမ်နေကျွေးတယ်စေနာပါလို့မဟုတ်ဘူးအစားများပြီးသေအောင်ဆိုပြီးတော့ကျွေးလိုက်တာကောင်းကောင်းကျွေးတယ်အဲ့လိုကောင်းကောင်းစင်ယူနေပြီးတော့တနေ့ကဲခွဲကြအောင်ဆိုနေပေါင်းကွာဒီနေ့ကနက်ခတ်မကောင်းသေးဘူးကွာနေ့ကလည်းမကောင်းသေးဘူးငါတို့ခွဲလို့မကောင်းပါဘူးကွာနက်ခတ်လည်း စောင့်လိုက်ကြသေးတာပေါ့နေ့လဲစောင့်သေးတာပေါ့ဆိုပြီးတော့တရက်ဆိုင်းလိုက်နှစ်ရက်ဆိုင်းလိုက်နဲ့15ရက်လောက်ကြာတယ်အဲ့တော့မှပညာရှိကုံတဲကအတင်းချက်ကိုပဲဒီနေ့မခွဲမရဘူးဆိုပြီးအတင်းခွဲခိုင်းတော့မှနှစ်ယောက်သားဒီသူ့အမြတ်ကိုအမြတ်ခွဲယူလိုက်ကြတယ်အဲ့ဒီအချိန်ပြီးတော့မှပညာရှိကုံတဲကလည်းမြတ်စွာဘုရားရှင်သွားဖူးတယ်ရှင်ဘုရားလိုလိုပဲဩစစ်သားဒီရောက်တာဘယ်လောက်ကြာပြီလဲ15ရက်လောက်ရှိပါပြီဗျာ ဟာဘာဖြစ်လို့ဒီကိုမရောက်သေးတာတော့ခုမှဒီနေ့ကျမှဘာဖြစ်လို့လာလဲဒီလိုလိုပါဗျာအချိုးချောင်းပြောတဲ့ခါကျတော့ဟိုးကုံတဲ့စင်းလဲဟာအခုမှသာမဟုတ်ဘူးတဲ့ရှေးတုန်းကလည်းဒီလိုပဲစင်းလဲပြီးတော့မှမင်းအပေါ်မှာဒီလိုပဲကြင်ကြံဘူးတာပဲတဲ့အခုဘုရားမှာသာလင်းမင်းကိုအကောက်ကြံတာမဟုတ်ဘူးရှေးတုန်းကလည်းအကောက်ကြံတာပါပဲဆိုပြီးတော့အတိတ်ကိုဆောင်းပြီးတော့မှပြောတယ်ဟိုးလွန်လေပြီးတော့ခါဗာရန်တီပြီမှာမြမတဲ့မင်းမင်းပြုတ် အဲ့ဒီခါတုန်းကဖယားလောင်းဟာအမက်မျိုးမှဖြစ်ပြီးတော့အရွယ်ရောက်တဲ့ခါကျတော့ယမရမင်းကြီးကိုလည်းပဲအဆုံးမပေးနေတဲ့ပရောဟိတ်ကြီးဖြစ်သွားပါတယ်တဲ့အဲ့ဒီအချိန်ခါမှာအခုနပြောတဲ့ဖြစ်ပျက်တစ်ခုဖြစ်လာတယ်ဂုံတွေနှစ်ယောက်ပဲသောသောကလို့အခုနဂုံတွေတွေအတက်ကတယောက်ကယူသားတယ်တယောက်ကကောက်ကျစ်တယ်သူတို့နှစ်ယောက်ယွာကဂုံတွေကအမှန်ယူသားတယ်ဖြောင်းမဲ့တယ်မြို့ကဂုံတွေက ကောက်ကျစ်တယ်ဆင်းလဲတယ်နှစ်ယောက်ပေါင်းမိကြတယ်ပေါင်းမိတော့တနေ့မှာရွာကကုံသေးကသူခုနမြို့မှာရှိတဲ့ကုံသေးစီမှာတန်ထွန်သွားတွေ900အပ်ထားတယ်တန်ထွန်သွားလို့ဆိုတာပေါ့လေဇတ်တော်ထဲမှာလည်းတန်ထွန်သွားလို့ပဲရေးလိရှိတယ်တန်ထွန်သွားတကယ်တော့ထယ်တွေဖြစ်မှာပေါ့နော်ထယ်ချောင်းတွေပေါ့ထယ်တန်တွေဖြစ်မှာပေါ့ထွန်သွားကိုတော့တန်နဲ့လောက်တာရှားပါတယ်ထယ်တွေပေါ့ ထဲထိုးတဲ့အထဲဒါပေမဲ့သူပြောတဲ့အတိုင်းထားပါတော့တန်ထွန်သွားတယ်900အပ်ထားတယ်အထားပြီးတော့တော်လိကြတော့ဒီယောဂကုံသေးကသူအပ်ထားတဲ့မြို့ကကုံသေးစီသွားပြီးသူထွန်သွားတွေကိုတန်ထွန်သွားတွေကိုပေးပါတော့လို့တောင်းတယ်အဲ့တော့ဟိုမြို့ကလူကလည်းသိတယ်တဲ့ထွန်သွားတွေကုံရောင်းပလိုက်ပြီးတော့သူကငွေယူထားလိုက်တယ်ယူပြီးတော့ထွန်သွားတွေထားတဲ့နေရာမှာ အပေါ်မှာကြွက်ချီးတွေတခါတည်းအကုန်လုံးကျဲထားတယ်ကြွက်ချီးတွေကျဲထားပြီးတော့မှသွားလဲတောင်းတော့ဒီကောက်ကျစ်တဲ့မြို့ကကုံတွေကတငယ်ချင်းနဲ့မင်းထွန်သွားတယ်တော့မရှိတော့ဘူးကွာကန်းလျော်သွားပဲကွာကန်ဆိုးကျင်တော့ကြွက်တွေစားသွားတယ်ကွာမကြွက်ချီးတွေတာကြည့်တော့သူကအဲ့လိုပြောတယ်ရွာသားကလည်းပဲသိတာပေါ့ငါ့ကိုကောက်ကျစ်ပြီဆိုတာသိတော့ဘယ်တန်နိုင်မလဲကွာ ်တန်ထွန်သွားတယ်ကြွက်တွေစားသွားတယ်ဆိုတော့လေဘယ်တက်နေတော့မှလဲအေးထားပါရှိပါသေးရှိပါသေးဆိုပြီးတော့ကငါသွားရေချိုးမကွာအေးအေးသွားချိုးမင်းသားလေးကငါရေချိုးဖို့ခေါ်သွားလိုက်ဦးမကွာအေးခေါ်သွားခေါ်သွားပေါ့ဒါနဲ့ရေချိုးစိတ်ကိုတခါလဲခေါ်သွားတယ်ခိုးရောက်တဲ့ခါကျတော့ရေချိုးပြီးတဲ့ခါကျတော့ခုနရွာကဂုံတွေကသူ့သားလေးကိုအင်းပြန်မခေါ်သွားဘူးသူ့အတိတ်တယောက်အင်းကိုခေါ်သွားတယ်အတိတ်တယောက်အင်းခေါ်သွားပြီးတော့အတိတ်တယောက်ကိုသွားအပ်တယ်တကယ်ချင်းနဲ့ဒီကောင်လေးကို ဘေးကူးမှမလွတ်ပါနဲ့ငါမသိပဲနဲ့ငါလာမခေါ်ရင်ဘေးမှမလွတ်နဲ့ဒီတိုင်းထားအဲ့ဒါသူ့ဒီအိမ်မှာထားပစ်ခဲ့ပြီးတော့အိမ်ပြန်သွားအိမ်ပြန်ဟဲ့ကောင်ငါငါသားလေးရောအေးကန်ဆိုးကျင်တော့ကွာမင်းသားလေးကိုစွန့်ချီသွားတယ်ကွာမင်းသားလေးကိုငါရေချိုးပြီးတော့မှကုန်းပေါ်မှာဒီထားငါအောက်မှာဆင်းနေတော့မယ်စွန့်ကတခါတည်းတုတ်ချီသွားတယ်ကွာဟာမဖြစ်နိုင်ဘူးကွာမင်းစွန့်ကလူတယောက်ကိုမင်းစွန့်ကတုတ်နိုင်မှာတော့ကွာဟာမတုတ်နိုင်တာတုတ်နိုင်တာတော့ထားလိုက်တော့ ဒါတော့အမှန်ပဲမင်းစွန်ကတော့မင်းသားကိုခြေသွားတာအမှန်ပဲဆိုတော့ဟာအဲ့ဒါဆိုမပြစ်ဘူးဆိုပြီးတော့အခုနပြောတဲ့အမတ်စီဖျားလောင်းအမတ်စီကိုသွားကြတာပေါ့ကွန်ပျူတာဖြင့်ငါအခုဖျားလောင်းအမတ်စီသွားမကွာနန်းတော်ဝင်မယ်အေးအဲ့ဒါငါလုတ်ချင်တာလဲဒါပဲရွာသားကပြောတယ်ဟိုကငါနန်းတော်ဝင်မယ်ကောင်းတယ်ငါလုတ်ချင်တာလဲဒါပဲဆိုဝင်ကြတယ်ဝင်ကြတော့ခုနမြို့ကကုံတွေကပြောတယ်ခမင်းကြီးကျွန်ုပ်သားကို ရေချိုးသွားတယ် ခေါ်သွားတယ်ပြန်မခေါ်လိုက်ဘူးစွန့်ချီသွားပါတယ်လို့ပြောတယ်ကျွန်ုပ်သားကိုဘယ်လို့မှစွန့်မချီနိုင်ပါဘူးဒါကြောင့်မို့အမှန်တရားတိုင်းဖြစ်အောင်ဆုံးဖြတ်ပါဆိုတော့မေးတယ်အသိဉာဏ်သာဟုတ်သလားသူ့သားကိုစွန့်ချီသွားတယ်ဆိုတာဟုတ်သလားလို့ပြောတော့ဟုတ်ပါတယ်အမှန်မင်းဟုတ်ပါတယ်တကယ်လည်းပဲစွန့်ချီသွားတာပါဟုတ်မှလည်းလောက်ပါအောင်ကွာပြည့်နေသားကိုစွန့်ချီ